ကဘာမီရဲ့အသက်သွေးကြောလို့ခေါ်ကြတဲ့ပင်လယ်သမုဒ္ဒရာရဲ့မူလဇင်မြင့်ကျွန်တော်တို့နေထိုင်ရာကဘာကျူရဲ့မျက်နှာပြင်80ရာခိုင်နှုန်းကျော်ကိုဖုံးလွှမ်းထားတဲ့ပင်လယ်သမုဒ္ဒရာကြီးတွေဘယ်ကနေစတင်ဖြစ်ပေါ်လာသလဲဆိုတဲ့မေးခွန်းကသိပ္ပံပညာရှင်တွေကြားမှာဆယ်စုနှစ်ပေါင်းများစွာငင်းခုန်ဆွေးနွေးစရာဖြစ်ခဲ့ပါသည်ဒီမေးခွန်းရဲ့အဖြေဟာကဘာမီကြီးရဲ့စတင်ဖြစ်တည်မှုတမိုင်းနဲ့နန်းနဲ့ဆိုင်ဆိုင်ဆက်ဆက်နေပါသည်လက်ရှိအချိန်ထိလက်ခံထားကြတဲ့အဓိကသီအိုရီနှစ်ခုကတော့ဂျိုတွင်းပိုင်းကထွက်ရှိလာတဲ့ရေတွေနဲ့အာကာသကရောက်ရှိလာတဲ့ရေခဲတွေကြောင့်ဖြစ်လာတဲ့ရေတွေလို့ဆိုကြပါသေးတယ်။ ီတော့ Youth Entertainment ကနေပြီးတော့ဒီနေ့မှာသမုဒ္ဒရာရဲ့မူလစင်းမြေအကြောင်းကိုနည်းနည်းတင်ဆက်ပေးကြပါမယ်။ပထမဆုံး theory ဖြစ်တဲ့ဂျိုတွင်းမိုင်းကထွက်လာတဲ့ရည်ဒီဆိုတာကတော့ကဘာဦးအဆောက်ကဘာမြေကြီးစတင်ဖွဲ့စည်းစဉ်ကနေစတင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံခန့်ကကဘာမြေကြီးဟာအရေးပြောင်းနေတဲ့ကြောက်သားပူပူတွေနဲ့ဖွဲ့စည်းထားတဲ့မီလုံးကြီးတစ်လုံးလိုဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာကဘာရဲ့အတွင်းမိုင်းကနေမီလောင်ပေါက်ကွဲမှုတွေအဆက်မပြတ်ဖြစ်ပေါ်ခဲ့ပြီးဒီမီလောင်တွေကနေရေငွေ့တွေနဲ့တခြားတံငွေ့တွေအများအပြားကိုလေတုတွေကိုပန်းထွက်စေခဲ့ပါတယ်။ ဒီရင်ငွေတွေဟာဒေလူထဲမှာစူးစီးမိပြီးအေးလာတဲ့အခါမိုးဖြစ်ရွာချခဲ့ပါတယ်။ဒီလိုမိုးတွေနေတန်းပေါင်းများစွာဆက်မပြတ်ရွာချခဲ့ရတာကနေကဘာမီပေါ်မှာပထမဦးဆုံးသောပင်လယ်သမုဒ္ဒရာတွေစတင်ဖြစ်ပေါ်လာတယ်လို့ယူဆကြပါတယ်။မီးတောင်တွေကနေထွက်လာတဲ့ရင်ငွေတွေမှာကာဗွန်ဒိုင်အောက်ဆိုက်နိုက်ထရိုဂျင်စတဲ့ဓာတ်ငွေတွေလည်းပါဝင်ပြီးဒီဓာတ်ငွေတွေကပဲကဘာဥလေလူကိုဖွဲ့စည်းခဲ့ပါတယ်။ကဘာကြီးရဲ့မျက်နှာပြင်အပူချိန်တဖြည်းဖြည်းရောကျလာတာနဲ့အများရင်ငွေတွေဟာအရေးအဖြစ်ပြောင်းလဲပြီးမြေပြင်ပေါ်ကိုကျရောက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယ theory ဖြစ်တဲ့အာဂါသားကရောက်ရှိလာတဲ့ရေခဲတွေဆိုတာကတော့ကမ္ဘာမြေကြီးရဲ့အစောပိုင်းကာလတွေမှာရေခဲတွေအများပြားပါဝင်တဲ့ဥက္ကာခဲတဲ့ကျဲတကုန်တွေဟာကမ္ဘာမြေကိုအဆက်မပြတ်ဝင်တိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ဥက္ကာခဲတွေနဲ့ကျဲတကုန်တွေရေခဲတွေကိုအများပြားတည်ဆောင်လာခဲ့ပြီးကမ္ဘာမြေကိုဝင်တိုက်ပြီးတဲ့နောက်မှာအဲ့ဒီရေခဲတွေဟာအေးပြောပြီးတော့ကမ္ဘာမြေပေါ်ကိုရောက်ရှိလာခဲ့တယ်လို့ယုံကြည်ကြပါတယ်။သိပ္ပံပညာရှင်တွေကတော့ကျဲတကုန်တွေနဲ့ဥက္ကာခဲတွေမှာပါတဲ့ရေရဲ့ dressing ဖွဲ့စည်းပုံကိုလေ့လာခဲ့ကြပါတယ်။ တို့တွေ့ရှိတာကတော့ကဘာသမုတ်တရားတွေကရေရဲ့ dress င်ဖွဲ့စည်းပုံဟာဂျယ်ဂွန်ချို့မှာပါတဲ့ရေနဲ့မတူညီပဲကာဗွန်မျိုးနွယ်ဝင်ဥက္ကာခဲလို့ခေါ်တဲ့ဥက္ကာခဲမျိုးစားတွေမှာပါတဲ့ရေနဲ့ပို့ပြီးတော့တူညီနေတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်မို့လို့ပင်နယ်သမုတ်တရားတွေဖြစ်ပေါ်လာဖို့အတွက်အာကာသကနေရောက်ရှိလာတဲ့ရေတွေဟာလေအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ယူဆကြပါတယ်။လက်ရှိသိပ္ပံပညာရှင်အများစုကတော့ဒီ theory နှစ်ခုစလုံးဟာပင်နယ်သမုတ်တရားတွေဖြစ်ပေါ်လာရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ ဆိုလိုတာကတော့ကဘာအတွင်းပိုင်းကနေမိတောင်ပေါက်ကွဲမှုတွေကြောင့်ထွက်ပေါ်လာတဲ့ရေငွေ့တွေကလည်းပဲပင်လယ်သမုဒ္ဒရာတွေကိုဖွဲ့စည်းခဲ့သလိုအာကာသကနေရောက်ရှိလာတဲ့ရေခဲတွေကလည်းပဲရေပမာဏကိုတိုးပွားစေခဲ့တယ်လို့ဆိုပါရီနေပောင်းထောင်ချီကြတဲ့ခီးရှေကြီးရဲ့အဆုံးမှာအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ကျယ်ပြန့်လာတဲ့ပင်လယ်သမုဒ္ဒရာကြီးတွေဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါရီဒီသမုဒ္ဒရာကြီးတွေဟာကမ္ဘာပေါ်ကအသက်ရှင်အားလုံးရဲ့အသက်ရှင်ရည်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးကြီးတစ်ခုဖြစ်သလိုကမ္ဘာရာသီဥတုကိုထိန်းချုပ်ပေးရမှလည်းအဓိကခန်းကဏ္ဍကနေပါဝင်နေပါရီ ဒါကြောင့်မလို့ပင်လယ်သမုဒ္ဒရာရဲ့မူလအစစ်မြေကိုနားလေခြင်းဟာကျွန်တော်တို့ကမ္ဘာကျော်ကြီးရဲ့အသက်ရှင်နေထိုင်မှုသပိုင်းကြောင်းကိုနားလေခြင်းလို့ပြောရင်ပဲအစီအစဉ်လေးကိုညီကောင်းချုပ်လိုက်ရှင်ပါလိမ့်။နောက်ထပ်လည်းအခုလိုဆက်ဝင်စားစရာအကြောင်းအရာတွေကိုရှားဖွေးတင်ဆက်ပေးအောင်မလို့ Youth Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။